ဲ့လိုအားလုံးမမင်္ဂလာပါရှင်ဒီနေ့ fan ကအင်းသားတွေကတီတီကိုညောင်ရွှေဘီးမုံလေးလောက်ကျွေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ညောင်ရွှေဘီးမုံလုံနီးလေးကိုမျှဝေပေးပါရစေပထမဦးစွာ fan မုံနှစ်ဖားနဲ့ကောင်းကျင်းမုံတစ်ဖားကိုဟင်းချမုံဖားတွေထည့်မယ်ပြီးရင်တော့ရေလေးကိုနည်းနည်းလေးချင်းဖီထည့်ပြီးတော့မှွေပါမယ် ။ပွေပြီးသွားရင်ဒီလိုပြပြလေးဖြစ်သွားရင်ဆိုရင်တီတီတို့ကတော့ဒါဂျူဂျူအိတ်ထမှာသူအလွယ်တကူထည့်ပြီးတော့ရေနဲ့ပြန်ပေါင်းရတယ်ပေါ့နော်။အဲဒီလိုအိုးလေးနဲ့ဒီလိုပေါင်းတယ်။အဲ့ဒါကိုမုံပေါင်းလို့ခေါ်ပါတယ်။ဒီမုံပတ်ရဲ့အဲဘလို့ပြောမလဲဒီဘီးမုံရဲ့အဖပလာတွေထဲ့တဲ့အပေါ်ကမုံမုံပေါင်းပေါ့နော် ဒါကတော့မုံမောင်းထဲမှာထည့်တဲ့အာလူးသီးကိုပြုတ်ပြီးရောတွတ်မိတ်နဲ့နေထားတာလေးပါဒီထဲမှာလည်းအဖာဗလာထည့်ရတယ်ဒီမှာတော့တတိယအိမ်မှာရှိတဲ့ဒီဘယ်လိုပြောမလဲပုံဖော်တာကတော့ကိုအဆင်ပြေတဲ့ဟာတွေနဲ့ဘီးမုံလေးဖြစ်အောင်ဖော်လို့ရတယ်ပေါ့နော်ဒါတော့တတိယအိမ်မှာရှိရဟာနဲ့ပဲလှုပ်ထားတာဒါဆိုရင်တော့ဘီးမုံလေးတွေရပါပြီရောင်းတဲ့ဘီးမုံလေးတွေကဒီတက်ပိုလှတာပေါ့နော်ဘီမုံလေးတွေကိုနည်းနည်းချင်းဖီရှိရအိုးလေးနဲ့ကြော်ပါမယ် ူကလေမိအရန်ပြင်းရင်လည်းတူးသွားတတ်တယ်ပေါ့နော်သူ့ရဲ့ဒီမုံပေါင်းလေးကဒီတိုင်းမဲ့လဲဖားလို့ရတယ်သူကဘာလို့လဲဆိုဒီအနှစ်ကပေါင်းမိသားမို့လို့လေပြီးတော့ဒါလေးကိုပြားပြီးတော့အထောက်လန်းထားပြီးတော့ကြော်ဖားရင်လည်းကျွေမုန်းဖြစ်တယ်တဲ့သူကလေအရန်မိပြင်းရင်လည်းခဏပြောလို့တူးသွားတတ်တယ်ပေါ့နော်အထဲတဲကအလူးတွေပါတယ်ကတော့သူကအဖကလေးပြုတ်ပြီးတော့ကျက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကြော်ရတာအချိန်အကြာကြီးမလိုပါဘူး 股份哦，行让水平猛了也把皮发家保险。 ကဲတတိယတော့ညောင်ချွေပြီးမုတ်လေးကိုဖက်ပြီးတော့ဖားလိုက်အောင်မယ်နော်တတိယရဲ့ဒီလုတ်ပုံလုံးကြီးရမှာမှားနေရရှိရင်လည်းအထောက်ပြပေးနိုင်ပါတယ်ပြီးတော့ရိုးရာအဖားဖားလေးတွေဘာလေးတွေဖားခြင်းလေးလဲနော်တတိယဖက်ပြီးတော့နောက်ဘလော့တွေမှာတင်ပြပေးပါမယ်